ဒါကျွန်တော်တို့အတင်းတော်တော်ပူပေါင်းနေရပါတော့နော်ဒါကျွန်တော်တို့ပရိသတ်ဆိုကျွန်တော်တို့ရဲ့အားတွေနော်အဲ့တော့ကျွန်တော်တို့တော့ pressure မရှိဘူးအဲ့တော့အခုဆိုလည်းကြာလက်မှတ်အမျိုးကိုအချို့ဆိုလည်းဝယ်မရတော့ဘူးပြောနေပြောနေကြတော့ဒါပေမဲ့အဲ့ဒီပုံမှာကျွန်တော်ကတော့ဝမ်းသာတယ်ကျွန်တော်အတင်းပူသားပါတော့။ဘာကြောင့်လဲဆိုတော့ဒီပရိသတ်တွေအများကြီးလာပြီးကျွန်တော်တို့တွေပူပြီးတော့အားရှိမယ်ပေါ်ရောကစားတာအဆင်ပြေပါတော့။အဲဒီတော့မနက်မြန်လာအပြင်မှာပြိတ္တတွေရောဒီကိုနေလေးတားရောအပြင်မှာပြိတ္တတွေရောဒီ ဒီခန္ဓာပြန်နေကြည့်ရှုနေမှာပြိတ္တတွေတော့အကုန်လုံးကျေးဇူးအများကြီးတင်ပါတော့ကျွန်တော်ဒီထက်မကပို့ပြီးတော့ဟိုတည်နေရာတစ်ခုမှမရက်နေလဲဒီထက်ပို့ညံ့တော့ကျွန်တော်တော့တွားကြင်ပါတော့နော်ကျွန်တော်တို့အနည်းဆက်ဆုံးတော့ပြန်ပတ်နေအောင်ဒီစီးပြားရဲ့ပုံကိုကျွန်တော်တို့ဟိုပြန်ကြည့်ပြီးတော့ပြန်သုံးသပ်ပြီးလေ့လာရတယ်ပေါ့နော်အဲ့ဒီပုံမှာတို့ရဲ့အားနဲ့ရှာအားသာချက်တွေရဲ့ကျွန်တော်တို့မှာကျွန်တော်တို့ information ရတာရဲ့မြပြပြနေကျွန်တော်တို့ information တွေပြအဲ့ဒီပုံကျွန်တော် training မှာအဲ့လိုမျိုးတွေတို့ရဲ့အားသာချက်တွေ တို့ဘယ်လိုမျိုး Facebook ကပုံနဲ့ကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုဘယ်လိုမျိုးကျွန်တော်တို့ကအခွင့်အောင်းယူပြီးတော့ကိုယ်ပြည့်ပြောင်းနိုင်မလဲပေါ့နော်။ပွဲပြင်ဘယ်လိုအနိုင်ရောက်အောင်လုပ်မလဲဆိုတဲ့အရာတော့ကျွန်တော်တို့မှ plan ရှိရတာပါပေါ့။ခုနကဆိုလေရင်သင်ကောင်းအောင်ပြန်ဖြစ်နေဆိုတဲ့အပေါ်မှာကကျွန်တော်တို့ကလက်ပတ်အရင်ကြီးကိုမွေးနေတော့မွေးနေလက်ပတ်ပေါ်မှာကပွင့်ချောင်းအလေးကပေါ်ပေါ်မှာကောင်းမွေးရင်းကြီးရအောင်ကျွန်တော်တို့ခုနကဆိုဟိုဘယ်လိုလဲမယ်။ပွင့်ထဲမှာချမ်းရတဲ့အချိန်ဖြစ်ပေါ်လာတဲ့ဟို

အဲစကုတ်ချင်းပါတယ်တို့လေစိတ်ကနေလာကြိုတော့ဟိုတယ်မှာထားပြရအစားပေါ့နော်ဟိုတခြားအသင်းတွေဆိုရင်အဲ့လိုမျိုးရှိကြမှာရှိမယ်ဒါပေမဲ့ဒီအင်ဂျင်သင်းကတော့တခြားလေးလုပ်နေတယ်ပေါ့နော်အဲ့အတွက်ကျေးဇူးတင်ပါတယ်အာပြီးတော့ဒီ point နဲ့ပတ်သက်ပြီးတော့မှသူ့ဟိုပြောရမယ်ဆိုလို့ရှိရင်တော့သူအရန်ခက်ခဲမဲ့ပွဲစဉ်တွေဝင်ဖြစ်လာမှာပေါ့နော်တို့အသင်းအနေနဲ့ဒါပေမဲ့အသင်းအနေနဲ့ဒီပြီးခဲ့တဲ့ရက်တွေမှာအကောင်းဆုံးကြိုးစားတာဖြစ်ပါတယ်ဒီလာမယ့်ပွဲစဉ်နောက်ပြန်ပွဲစဉ်တွေတော့ဘူးတဲ့